ယောယောယောအားလုံးပဲမင်္ဂလာပါမာရူဂေမီယာနီကျေးဇူးလိုက်ပါတယ်အဲ့တော့ဒီနေ့မှာတော့အဲကျွန်တော်မကြခင်လာတော့မယ်အထောင်းအထိုက်တန်စကင်ကိုဈေးအနေဆုံးနဲ့ဘယ်လိုဖောက်မလဲဆိုတာကိုကျွန်တော်ပြောပြပြမှာဖြစ်ပါတယ်အဲ့တော့ yeah ကြည့်ကြအောင် အဲ့တော့ဒီ event ကဘယ်နေ့လာမယ်ဆိုရင်ကျွန်တော်တို့ဒီဇင်ဘာလ9ရက်နေ့မှာလာမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော် visit တရားမဲ့ဟာလေးတွေကိုအရင်ပြောရမယ်သူက one draw က diamond 25ဒုံ daily discount နဲ့တရက်တစ်ကြိမ်လဲလို့ရပါတယ်အဲ့တော့25ဒုံနဲ့လဲပြီးပါရင်တော့နောက်တစ်ကြိမ်ကတော့ diamond 50နဲ့လဲရမယ်ပေါ့နော်သူကတရက်တစ်ခါ reset ကြပါတယ် okay နောက်တစ်ခုကျတော့ tandro ဟာ तू อ่ะเอ่อအရင် event တွေလိုမျိုး50% discount မပေးဘူး तू อ่ะ10% discount ပဲပေးတယ်အဲ့တော့တရက်တစ်ကြိမ်10% discount dimo 450နဲ့လည်လို့ရပါတယ်ဒါက tandro တော့ဗောနော်အဲ့တော့နောက်တစ်ခုကျတော့ကျွန်တော်တို့ဒီ draw reward ကရတဲ့ free token ပေါ့နော်ကျွန်တော်တို့က second တကောင်ပဲယူမှာဖြစ်တဲ့အတွက် draw အကျိတ်20မှာ free token တစ်ခုရပါမယ်အဲ့ဒီပဲရှိရပေါ့နော် okay အဲ့တော့အဲဘယ်လိုဖောက်မလဲဆိုတာကိုကျွန်တော်ပြောပြပါမိမယ် ဲ့တော့ဒီ event ကဘယ်နေ့လာမလဲဆိုရင်ကျွန်တော်ဒီဇင်ဘာလ9ရက်နေ့မှာလာမှာဖြစ်ပါတယ်အဲ့တော့အဲအဲ့နေ့လာတဲ့နေ့ကနေစပြီးတော့ကျွန်တော်ဒီဇင်ဘာလ17ရက်နေ့အထိတရက်တစ်ကြိမ်လဲသွားမယ်အကယ်၍တစ်ခုရှိရပါတော့ အဲ recharge rebate ဆိုပြီးတော့ event တခုလာရင်လာလိမ့်မယ်အကြွေမလာရင်လည်းမလာဘူးเนาะအကြွေလာတယ်ဆိုရင်ကျွန်တော်တို့က weekly bet 3ဘက်ဒါမှမဟုတ်ရင် diamond 3ရောက်ထည့်ပါမယ်ဒါကကိုကြိုက်တယ်လို့ထည့်လို့ရတယ်အဲ weekly bet ရက်တွေပြီးနေရဆိုရင်တော့ diamond 3ရောက်ထည့်အကြွေ weekly bet မရှိသေးဘူးဆိုရင်3ဘက်ထည့်ပြပါโอเคเนาะဒါကအဲကို့မှာ diamond မရှိဘူးဆိုရင်ထည့်ရပါမယ် ဲ့တော့ဒီဇင်ဘာလ9ရက်နေ့ကနေကျွန်တော်17ရက်နေ့အထိတရက်တစ်ကြိမ်လဲ့မယ်အဲ့အတွက်တိုင်းမုံက185ကုန်မှာဖြစ်ပြီးတော့စုစုပေါင်းအကြိမ်ရတော့ကျွန်တော်တို့9ကြိမ်အထိပြီးသွားမှာဖြစ်ပါတယ်โอเคเนาะเอ่อဒါပြီးွားရင်ကျွန်တော်တို့ face 1နေ့ရောက်လာပါပြီအဲ့တော့ဒီဇင်ဘာလ12ရက်နေ့မှာကျွန်တော်တို့အဲ weekly bus လေးပတ်ဒါမှမဟုတ်ရင် diamond လေးရထည့်ပါမယ်ဒါကကြိုက်တဲ့အထည့်လို့ရတယ်ကျွန်တော်ရှိမှပြောလို့ပဲအကယ်၍ကိုယ်မှာ weekly bus ရက်တွေပြည့်နေပြီဆိုရင် diamond လေးရထည့်ပါဒါမှမဟုတ်ရင် weekly bet လေးပတ်ထည့်ပါဦးเนาะကြိုက်တာထည့်ပါအဲ့တော့အဲ့ဒီမှာကျွန်တော်တို့က10ချိန်လဲပါမယ်10ချိန်ကို diamond 450သုံးပြီးတော့ကျွန်တော်တို့လဲပါမယ်အဲ့တော့အဲ့အတွက်ကျွန်တော်တို့စက်ခွန်2ချိန်အထိပြီးသွားမှာဖြစ်ပါတယ်ဗောနော်ပြီးတော့ free token ကကျွန်တော် face one မှာစုစုပေါင်း29ချိန်အထိရတယ်အဲ့တော့အဲ့ဒီကိုကျွန်တော်အချိန်ကြီးကစုစုပေါင်း46ချိန်အထိပြီးသွားမယ်ဗောနော် okay ပြီးသွားရင်ကျွန်တော်တို့အဲတရက်တစ်ချိန်ရမယ် daily တစ်ချိန်လဲပါမယ် diamond 25တုံးပြီးတော့အဲ့အတွက် ကျွန်တော်တို့က49ကြိမ်အထိ ပြီးသွားမယ်ပေါ့နော်ပြီးတော့ကျွန်တော်ရှင်းမပြောခဲ့တဲ့ draw draw ကရတဲ့တစ်ကြိမ်ကြံဦးမယ်အဲ့တော့အဲ့ဒီကျွန်တော်တို့စုစုပေါင်းအကြိမ်ရ48ကြိမ်အထိပြီးသွားမှာဖြစ်ပါတယ်โอเคဒါပြီးွားရင်ကျွန်တော်တို့ကအဲဒီဇင်ဘာလ23ရက်နေ့ကနေကျော်16ရက်နေ့ထိတရက်တစ်ကြိမ်ထပ်ပြီးတော့လဲပါမယ်။ဒါကဂျားရဲရက်ကကျွန်တော်လဲကိုလဲပါမယ်။ဘာလို့လဲဆိုတော့အချိန်ကြီးက120မှာကျွန်တော်စကင်တကောင်ကရမှာဆိုတော့လीเนาะ။အဲ့တော့ ျွန်တော်တို့အဲ့အတွက်ကဒိုင်မွန်း185ကုန်ပဲပြီးတော့အချိန်ကြီးကတော့54ချိန်ထိပြီးသွားမှာဖြစ်ပါတယ်။ Okay ဒါပြောရရင်တော့ phase 2နေရောက်ပြီ။ phase 2နေရောက်ပြီဆိုရင်ကျွန်တော်တို့ကအဲလက်ထဲမှာဒိုင်မွန်းရှိပြီးသားတို့ကတော့ပြဿနာမရှိဘူးပေါ့နော်။အကယ်၍ကိုယ့်လက်ထဲမှာဒိုင်မွန်းကကျွန်တော်စောနာပြောတလို့ပဲအဲအရှိရာဟာဒီလောက်ပဲထဲခဲ့တယ်ဆိုရင်ဒီမှာဒိုင်မွန်းကမလောက်ပါဘူး။အဲတော့ phase 2မှာကျတော့ weekly bet 3ပဲ။နောက်ထပ်ဒိုင်မွန်း300ရယ်ထည့်ပေးပါ။ โอเคเนาะအကယ်၍ weekly bet ရက်တွေပြေးနေပြီဆိုရင် diamond 600ထက်လေးရပါတယ်ကြိုက်ဒါကတော့ကြိုက်တလို့ထဲ့ပေါ့เนาะအဲ့တော့အာ face 2မှာကျွန်တော်နောက်ထပ်10ချိန်ထပ်ပြီးတော့လဲမယ်အဲ့တော့အဲ့အတွက်က diamond 450ထပ်ပြီးတော့ကုန်မယ်ပြီးတော့အချိန်ရတော့60နဲ့အဲ4ချိန်ထိပြီးတော့မှဖြစ်ပါတယ် OK ပြီးတော့ကျွန်တော် free token အဲ29ချိန်ထပ်ပြီးတော့ရမယ်ပြီးတော့ကျွန်တော် daily လဲတဲ့တစ်ချိန်အပါအဲ့ဒီမှာစုစုပေါင်းအချိန်64ချိန်ထိပြီးသွားမှာဖြစ်ပါတယ်အဲ့လောက်ထိလဲရအောင်เนาะဒီမှာ64ချိန်ပဲရှိသေးတယ်ကျွန်တော်ကအချိန်120ထိသွားမှရမှာဗျာ OK เนาะအဲ့တော့အဲကျန်တဲ့ရက်ပေါ့နော်ဒီဇင်ဘာလ20ရက်နေ့ကနေကျွန်တော်တို့ event ကုန်တဲ့ရက်ဒီဇင်ဘာလ4ရက်နေ့ထိတရက်တစ်ချိန်လဲပါမယ်အဲ့တော့အဲ့ဒါ diamond ၄ရက်ကုန်မှဖြစ်ပြီးတော့ အကျင့်ရတော့130အထိပြီးသွားမှာဖြစ်ပါတယ်โอเคเนาะအဲ့တော့အလောက်လဲတာတော့အချိန်130ပဲရသေးတယ်ပြီးတော့နောက်တစ်ခုရှိပါသေးတယ်ကျွန်တော်အရင်နှစ်ကလာခဲ့တဲ့ Aran Memory ဆိုပြီးတော့ event တစ်ခုအဲလာခဲ့မယ်ဆိုရင်အဲ့မှာ free token က5ခုလောက်ရနိုင်ပါတယ်ဒါလာမလားမလာလားကျွန်တော်လည်းမသိဘူးအဲ့တော့ Aran Memories လေးလာဖို့တော့ကျွန်တော်တို့ပြောလင်းမရမယ်မဟုတ်ရင်လိုတဲ့10ချိန်ကကျွန်တော်တောက်ထက်တိုင်းမို့450တုံးပြီးတော့လဲရပါလိမ့်မယ် တဲ့တခုတော့ရှိရပါတော့။အဲပြီးတော့ကျွန်တော်ရှေ့မှာပြောလို့ပဲဒီ event လာလာချင်းဒီဇင်ဘာလ9ရက်နေ့မှာ daily daily mode recharge rebate ဆိုပြီးတော့ event တာလာခဲ့မှာဆိုရင်ကျွန်တော်တို့ weekly ဘတ်3ပတ်ထည့်ရတဲ့အတွက် free token နှစ်ခုထပ်ပြီးတော့ရလိမ့်မယ်။ဒါကဘယ်လိုပုံစံလာမလဲကျွန်တော်လည်းမသိသေးဘူး။ဒါအဲ token နဲ့အဲဒီအကြံကြီးတွေကိုကျွန်တော်အကြံပြင်အကြံပြင်တော့လည်းမဟုတ်ပါဘူးတေချာလေးတွက်ပြထားဖြစ်ပါတယ်တေချာလေးဆိုပါလေအဲဒီနေ့ရအောင်ဒီလောက်ရမယ်ဒီလောက်ရမယ်ဒီလောက်ရမယ်ဆိုပြီးတော့ကျွန်တော်တွက်ပြထားဖြစ်ပါတယ်အဲတော့ဒါဒီအကုန်ပေါင်းလာတော့ကျွန်တော်အကြံ139ခုနှစ်ကြိမ်ပဲရှိသေးရဲ့အဲတော့အဲ phase 1ရော phase 2ရောအဲနောက်ခုလုံးမှာကျွန်တော်တို့10ကြိမ်စီလက်ခဲပါရပါမယ်မဟုတ်ရင်အောက်မှာအကြိမ်မပြည့်ပါဘူးအဲ130နဲ့ second ရမယ်ဆိုပြီးကံကောင်းတဲ့လူတွေကတမျိုးပေါ့နော်ဒါကကျွန်တော်ကအကြိမ်ရင်120ပြည်အောင်လှုပ်ထားပြရဖြစ်ပါတယ်အဲ့တော့ရဒီတိုင်းဖောက်ပေါ့နော်ဒါကတော့ second တကောင်ယူမဲ့တွေအတွက်ဖြစ်ပါတယ်အဲ့တော့နှကောင်ယူမဲ့တွေအတွက်ကြတော့ကျွန်တော်တိတ်ဝင် channel မှာအဲဒီတိုင်းဇာတ်လေးပဲတင်ပြလိုက်မယ်ဒီဇာတ်ကိုလည်းကျွန်တော်တိတ်ဝင် channel မှာပြန်တင်ထားပြီးမယ်အဲ့တော့ comment ထားတိတ်ဝင် channel ကိုလည်း join လုပ်လို့ရပါတယ်ညီကိုတို့ okay အဲ့တော့အထောက်အထိုက်တန်း skin တွေယူကြမှာလားအဲဘယ်လိုလဲ ဒါမှမဟုတ်ရင်အဲကျွန်တော်ဒီ Granger Prime ပဲယူမှာလာပေါ့နော်ထားတဲ့အတိုင်းမိုက်တော့မိုက်ပါရဲ့အဲအဓိကတော့ယင်လေးကတော့မိုက်တယ်အဲ့တကောင်တော့ကျွန်တော်ယူမယ်ရောစိတ်ကူထားပါဘောနော်အဲ့တော့ဘာတွေယူမလဲဆိုတော့လည်းညီကိုရိုမတ်ခဲ့ပြီလို့ကြားပါတယ်အဲ့တော့ yeah အဆင်ပြေကြပါစေဘောနော် okay အဲ့တော့အဲကျွန်တော်လည်းအဲလေပေါ်ရများပါပြီအဲ့တော့ကျွန်တော်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့တွေ့ကြမယ် see you guys